အားလုံးပဲမင်္ဂလာပါရှင်။ဇာယီဆရာကြီးမင်းသူဝင် ရေးသားတဲ့ကလေးပုံမြင်များထဲမှာမင်းသမီးအစစ်ဆိုတဲ့ပုံမြင်လေးကိုရုပ်စုဖတ်ပြပါမယ်ရှင်။မင်းသမီးအစစ်ရှိရှိတုန်းကမင်းသားတစ်ပါးသည်ခမဲတော်မဲတော်တို့ထံဝင်၍တားတော်မောင်သည်အချိန်အရွယ်ရောက်ပြီဖြစ်ပါသောကြောင့်အိမ်တော်ဘက်ရှာရန်အခွင့်ပြုတော်မူပါဖျားဟုလျှောက်လေသည်။ ထိုအခါမိဘနှစ်ပါးကသားတော်မောင်နှင့်ထိုက်တန်သောမင်းသမီးအများနေပြည်တော်တွင် ရှိပါသည်နှစ်သက်ရာကိုရွေးယူပါလောဟု မိန့်တော်မူလေသည်မှန်လားပါနေပြည်တော်တွင်ရှိသော မင်းသမီးများကို မင်းသမီးအစ်စ်များဟုသားတော်မောင်မထင်ပါအရက်လေးမျက်နှာသို့ထွက်၍ရှာရမှသာလျှင်မင်းသမီးအစ်စ်ကို တွေ့ရလိမ့်မည် တွေ့ရလိမ့်မည်ထင်ကြောင်းပါဗျာဟုလျှောက်လေသည်သို့ဖြစ်ပါကဘာကြီးတော်မင်းကိုအတူခေါ်၍သားတော်မောင်နှစ်သက်ရာမင်းသမီးအစ်စ်ကိုရှာပါလီလောဟုခမဲတော်မဲတော်တို့ကအနုအညွတ်ခွန့်လွှတ်လိုက်ကြလေသည်ထို့ကြောင့်မင်းသားသည်ငင်းဖြူကြီးကိုစီး၍၎င်းဘာကြီးတော်မင်းသည်ကြီးငယ်ကိုစီး၍၎င်းနေပြီးတော်မှထွက်ကြလေသည် ပထမသော မင်းသားတို့သည်မြောက်ဖက်စီးနှင်းတိုင်းပြည်သို့သွားကြလေသည် ထိုအရက်တွင်လှဲ့လေရှာပွေကြသောအခါအမျိုးသမီးတဦးနှင့် တွေ့လေသည် ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသည် မင်းသမီးမယ်မိုးထိုးဖြစ်ပါသည်ကျွန်တော်မကို လက်ထပ်၍တိမ့်ပိုက်ပြီဆိုပါလျင်စီးနှင်းတိုင်းပြည်ကို တဝက်ပိုင်ရပါလိမ့်မည်ဟု ြောလေသည်သို့တော်လဲမင်းသားကမင်းသမီးမယ်မိုးထိုးကို မြင်လုံးလှ၍မင်းသမီးအစ်စ် မဟုတ်နိုင်ဟုဆိုကာထွက်ခွာခဲ့လေသည် နေကြီးတိုင်းပြည်သို့ သွားကြလေသည်ထိုအရတ်တွင်လှဲ့လေရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည် ထိုမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသည်မဲပူးညက်ဖြစ်ပါသည်ကျွန်တော်မကိုလက်ထပ်၍ ိမ့်ပိုင်မင်းဆိုပါကဤနေကြီးတိုင်းပြည်ဤအိမ်ရှင်မင်းရာသူကိုရပါလိမ့်မယ်ဟု ပြောလေသည်သို့တော်လဲမင်းသားကမင်းသမီးမယ်ပူးညက်သည်အရက်နှိမ်လွန်လှ၍မင်းသမီးအစ်စ် မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည် ထို့နောက်မင်းသားတို့သည် အရှိဘက်နေထွက်နိုင်ငံသို့ သွားကြလေသည် ထို့အရက်တွင်လှည့်လည်ရှာဖွေကြသောအခါ အမျိုးသမီးတဦးနှင့်တွေ့လေသည် ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသည်မင်းသမီးမေဝတုတ်ဖြစ်ပါသည်ကျွန်တော်မကိုလက်ထပ်၍တိမ့်ပိုက်မည်ဆိုပါကဤနေထွက်နိုင်ငံဤစစ်သေးနာပတိယာတူးကိုရပါလိမ့်မည်ဟု ပြောလေသည်သို့တော်လည်းမင်းသားကဤမင်းသမီးမေဝတုတ်သည်မင်းသမီးအစ်စ် မဟုတ်နိုင်ဟုဆိုကား ထွက်ခဲ့လေသည်ထို့နောက်မင်းသားတို့သည် အနောက်ဘက်နေဝင်နိုင်ငံသို့ သွားကြလေသည် ထိုအရက်တွင်လှဲ့လေရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မသည် မင်းသမီးမဲပိညော်ဖြစ်ပါသည်ကျွန်တော်မကိုလက်ထပ်၍တိမ့်ပိုက်မယ်ဆိုပါကဤနေဝင်နိုင်ငံဤ နိုင်ရင်ဝင်ရသူကိုရပါလိမ့်မည်ဟု ပြောလေသည်သို့တော်လဲမင်းသားကမင်းသမီးမဲပိညော်သည်ပိန်လွန်းလာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကထွက်ခဲ့လေသည်ဤသို့ဘာကြီးတော်မင်းနှင့်အတူ အရက်လေးမျက်နာသို့ထွက်ကမင်းသမီးအစ်စ်ကိုရှာခဲ့ရာမောယုံသာရှိ၍မတွေ့ခဲ့ရသဖြင့်မင်းသားသည်စိတ်ပြည့်ညှိုးငယ်စွာ မဲတော်ခမဲတော်တို့ဆံရာ နေပြည်တော်သို့ပြန်ခဲ့လေသည် တခုသောညာဥအချိန်တွင်မင်းမိဖုရားနှစ်ပါးနှင့်တတော်မင်းသားတို့သည် နန်းတော်ဆောင်မကြီးအတွင်း၌စကားစမြည်ပြောနေနေကြသည်အပြင်ဘက်၌ကလျှက်ပြက်ရှိ၏မိုးချုံလျက်ရှိ၏လေကျလျက်ရှိ၏မိုးတဲလျက်ရှိ၏ထိုအခါမိဖုရားကြီးက မိုးရေရွာလေတွေတိုက်နဲ့ပြင်းပွေကောင်းလာသည်ပျော်တော်ဆက်အမတ်ကြီးလေရောက်မလာပါလားဟု ပြောဆိုနေ၌နန်းတော်တကားရွက်ကိုခောက်တန်ကြားကြလေသည်ပျော်တော်ဆက်အမတ်ကြီးလာသည်ထင်၍တကားကိုဖြွင့်ပေးလိုက်ကြသောအခါမိုးရွှဲရွှဲဆူနေသော အမျိုးသမီးတဦးကမိုးခိုခွင်းပြုရန်တောင်းပန်သည်ကိုသာ တွေ့ရလေသည် ထိုအခါတနာကျင်နာတတ်သော ရှင်ဘီရင်ကြီးက လာပါဝင်ပါသမီးသမီးငယ်ကဘယ်သူများပါလဲဟုမေးရာဖះကျမသည်မင်းသမီးတစ်ပါးဖြစ်ပါသည်ဟု အမျိုးသမီးက ရှောက်လေသည်မင်းသမီးအစ်စ်ကို တောင့်တလိုလားနေကြသောမိဖုရားကြီးနှင့်သားတော်တို့မှလည်းအလွန်ဝမ်းသာအားရရှိကြလေသည် ထို့နောက်မိဖုရားကြီးသည် ထိုအမျိုးသမီးကလေးမင်းသမီးအစ်စ်ဟုတ်မဟုတ်ကို စုံစမ်းလိုသဖြင့်အပြူတော်တို့ကို ခေါ်ကာအမျိုးသမီးကလေးအိယံတလွန်တော်အပြင်ခိုင်းနေသည်ပထမဦးစွာမွေရာတစ်ခုထက်တွင်ဇရော်ဘဲတစ်စိတ်ကိုထားစီသည် ထို့နောက်ဂုံးတို့မွေရာ၂၀ကိုအပေါ်ကထက်၍ခင်းစီသည်ထို့သို့ပြင်ပြီးသောအခါအမျိုးသမီးလေးကိုခေါ်၍အိတ်စီလေသည် အမျိုးသမီးကလေးသည် ရေမိုးချိုး ဝက်ကောင်းဝက်တန့်လဲလှယ်၍ဖျားပထိုးရှိခိုးစုတောင်းကထိုးစားလှစွာသော ထိုအိယာကြီးထက်သို့တက်လေသည်နေ့အချိန်ကမိုးရရဲတွင် မောပန်းလာသဖြင့်အာရပါရအိပ်ပါရောမည်ဟုလှဲချလိုက်သောအခါအိပ်၍မီယာကြောအောက်ကဇလုံးစကုတစ်ခုခံနေသည်ဟုထင်မိလေသည်လက်ရဘဲစောင်း၍အိပ်ပြန်၏လက်ရဘဲ စလုံးစကုခံနေပြန်၏လယ်ဝဲဘက်ဆောင်း၏အိပ်ပြန်၏လယ်ဝဲဘက်ကစလုံးစကုခံနေပြန်၏တို့ဖြင့်တကောင်ချိန်တို့ရောက်၏လင်းကျက်တုံတန်ကိုကြားရ၏နေထွက်တပြူတို့ရောက်သောအခါမိဖုရားကြီးသည်အိတ်ခမ်းတွင်သို့ဝင်လာသည်ဆင်းသောမျက်တောင်ဝေသောမျက်စိညှိုးသောမျက်နှာဖြင့်နွမ်းနှရနေသောအမျိုးသမီးကလေးကိုမြင်ရသောအခါ မိဖုရားကြီးကအလိုသမီးငယ်ညကကောင်းကောင်းမအိပ်ရဘူးလားဟု မေးလေသည်မှန်လားပါညကတညာလုံးတမေးမှမပြောပါဒီအိပ်ရာအောက်မှာဘာရှိသည်မသိကြောအောက်ကဇလုံးစကုနှင့်တကုတ်လုံးကိုနာနေပါပြီဟုလျှောက်ထားသောအခါမိဖုရားကြီးသည် ပြုံး၍အခန်းမှထွက်သွားပြီးနောက် ရှင်ဘီရင်ကြီးစီတို့ရောက်လျင်မင်းသမီးအစ်စ်ကို တွေ့ရပြီဟုပြောလေသည်အမျိုးသမီးကလေးသည်လွန်ခဲ့သောညကအလွန်ထူထပ်စွာသောမွေရာအောက်တွင်တော်ဘဲတစိထားသည်ကိုပင်သိသည်ဆိုသောသတင်းကိုသိရသောအခါတားတော်မင်းသားသည်လည်းမင်းသမီးကို တွေ့ရပြီဟုဝန်ခံလိုက်လေသည်နောက်မကြာမီတွင် မင်းမိဖုရားနှစ်ပါးတို့သည် ထိုအမျိုးသမီးကလေးကို မင်းသားကလေးနှင့် ထိမ်းများလက်ထပ်ပေးလိုက်လေသည်